င်္ဂလာပါရှင်။ရသတော် channel ကနေပြီးတော့ပရိသတ်များအားလုံးကိုပြန်လည်ပြီးတော့ကြည့်ဆိုပါရရှင်။ပရိသတ်များရှင်ဒီနေ့မှာတော့စာရေးသူကျိုးရင်တီကံဘလူရှိတာထိုင်ရန်ညိုးဖွဲ့ကဝေးဆိုတဲ့ဇလန်လေးရဲ့အပိုင်း၁၄ကိုတင်ဆက်ပေးသွားကြပါမယ်။ဇလန်လေးကိုနားမစေခင်မှာတော့ channel လေးကို like and subscribe လေးနှိပ်သွားပေးဖို့တောင်းဆိုပါရရှင်။ကျေးဇူးတင်ပါတယ်။ဒါဆိုရင်ဇလန်လေးကိုစတင်ပြီးတော့နားဆင်လိုက်ရအောင်ပါရှင်။တကြည်ရေရောတကြည်ဟာ ကပိယကြီးပါလားလာပြောမလားစိုးပါလားကပိယကြီးကိုမြင်တော့တကြီးဦးတင်ဘူးကအိမ်ထဲကိုဖိတ်ခေါ်လိုက်တယ်ကပိယကြီးကလည်းတကြီးအိမ်တွင်ဝင်လာကကျုပ်လာလာကဆရာတော်ဘုရားကထုတ်လိုက်လို့ဗျဆရာတော်ဘုရားကဘာကြောင့်ရှိတယ်တော့ကပိယကြီးရဲ့အဲနေအောင်ဗျညကိစ္စကြောင့်ထင်တယ်ကပိယကြီးကတကြီးဦးတင်ဘူးရဲ့တိသားခုံရှိမှဝင်ထန်လိုက်တယ်ပြီးနာဦးတင်ဘူးစကားကိုနားထောင်ရင်းနဲ့အေးညရွာစုသွားတည်ရနော်ဟုတ်တယ် ိုက်ကိစ္စနဲ့ကျုံတဲ့ဆရာတော်စီလာမလို့ပဲအခုဆရာတော်ကခေါ်ခိုင်းနေဆိုတော့ကျုပ်တခိုင်လိုက်ခဲ့မယ်ဗျာတကြီးမှာခုံတန်းမှာလှတာတဲ့သူ့ရဲ့အပေါ်လက်ရှိကိုထဝဲလိုက်ပြီးနောက်ကပိယာကြီးနဲ့အတူဆရာတော်ဘုရားရဲ့ကျောင်းစီကိုထွက်လာခဲ့တော့တယ်တကြီးဘဲတော့ဗျာဩကပိယာကြီးလေးပါလာတာပဲကိုအေးကွာဆက်စုမြင့်ဝေရဆရာတော်ဘုရားကခေါ်ခိုင်းလိုက်လို့ငါတကြီးကိုလာခေါ်တာလမ်းမှာဆုံကြတဲ့ဆက်စုမြင့်ဝေရဲ့အမေကိုကပိယာကြီးကဖြစ်လိုက်တဲ့ ဆရာတော်ကတကြီးကိုခေါ်ခိုင်းတာဘာအကြောင်းပြောမလို့လဲဗျဆက်ဆုမြင့်ငွေကထုံးစံတိုင်းဆက်ဆုနေ၍တကြီးကဟာကောင်မြင့်ငွေမင်းသိချင်းကြောင်းလိုက်ခဲ့ပေါ့အခုဆရာတော်ဖျားစောင့်နေနေမယ်သွားကြစို့ကပ်ပြရစီဆက်ဆုမြင့်ငွေက ထွက်သွားတဲ့ကပ်ပြရစီနဲ့တကြီးကိုကြည့်ရင်းနဲ့နေုံဗျာကြုံလဲလိုက်မယ်ဆက်ဆုမြင့်ငွေဟာတကြီးနဲ့ကပ်ပြရစီတို့နောက်မှာလိုက်လာခဲ့တော့တယ်ဆရာတော်ဖျားရဲ့ကြောင်းစီရောက်တော့ဆရာတော်ဖျားကအသင်းစောင့်နေရကိုတွေ့ကြရပြီသူတို့တုံယောက်ဟာဆရာတော်ကိုဦးခိုက်ခတော့ကြတယ် ဒကာမြင့်ငွေရောပါလာခဲ့တာပါလားကွတင်းမဗျာတပည့်တော်လည်းဆရာတော်ဗာများမိတ်မလဲဆိုပြီးသိစင်လို့လိုက်လာတာပါဖေဟာအေးအေးမိန်းနာကဒီညနေရွာလူကုံကျောင်းဝင်လာဖို့ပဲဒကာတို့ရဲ့မလို့ဗျာဟုတ်တယ်ကွဒီညရွာလူပြီးအကုန်ဖုံဖုံကျောင်းမှာလာနေပေးကြရမယ်ဘလို့အကြောင်းမျိုးရှိလို့လဲဖေဟာอืมအကြောင်းကဒီလိုကွဒကာတို့ရဲ့ဆရာတော်ဗျာကတကြီးဦးတင်ပူတို့ကိုအကြောင်းစုံကိုရှင်းပြလိုက်ရဲ့ အလုံးကိုမေပြိုပြောပြတယ်လို့ပြောကြပြီးရဲ့နောက်ဆရာတော်ပြားဟာမောသွားရှာပြီးကပိယာချင်းအသိငယ်ပေးထားတဲ့ရင်ရွေးကွက်ကိုမှုတ်သွားလိုက်တော့တယ်။ဆရာတော်ပြောတယ်လို့ဆိုရင်ဒီညအဲ့ဒီဝိညာဉ်ကထွက်လာမှာပေါ့။အေးပေါ်ဟာဆရာတော်ပြောတာနားမလည်ဘူးလား။ဆက်စုံမြင်ဝင်အမိကိုကပိယာချင်းကဝင်ပြောလိုက်စဉ်တကြီးဦးတင်ဘူးကတော့ဆရာတော်ဖေဟာဒီကိစ္စကိုပြောကြတဲ့မေပြိုးဆက်ကလေးမကတပည့်တော်တို့ရွာကိုကင်မာလာဖေဟာ။အင်းဒါဘောတကားရဲ့ ။ဟာအဲ့ခေါင်မလေးကယုံရပါမလားဖေ။ခလေးမကရှောက်ပြောတယ်ဆိုရင်ဘယ်နဲ့လုပ်မလဲဖေ။ဆက်စုံမြင့်ွေက မေပြုတ်ကိုမယုံကြည်တယ်လို့နဲ့ဆရာတော်ကိုမေးလိုက်တော့။ငါယုံနေမြင့်ွေဒီကလေးမကြောင့်တို့ရလူတမှုပေါ်ခဲ့ရတာ။နောက်ပြီးဒီကလေးမကငါတို့ရွာကိုကဲတင်နိုင်မယ်ဆိုတာငါတို့ယုံကြည်ရဲ့။တတိကတော့စိတ်ထဲမှာဖြစ်ပေါ်နေတဲ့စကားတွေကိုဆက်စုံမြင့်ွေကို ပြောလိုက်တယ်။အင်းဖုံဖုံလေးယုံကြည်တဲ့တကားတို့တကားတို့ညအကြတဲ့အတန်တွေကိုပြန်တွေးကြည့်စမ်းပါ။ ဲ့ဒီအတန်တွေကအန်ရဲကြောက်ရောက်မဲ့နမိတ်ပဲကွဒီတော့လှုပ်ရှားရှိရလှုပ်တော့ကွဒါမှတို့ရွာသူရွာသားတွေဘေးလွတ်ကြမှာတင်မဖေဟာတပည့်တော်အစည်းဝေးခေါ်ပြီးအကုန်လုံးကိုတေးချပြင်ဆင်ပြီးတော့ခေါ်ဆောင်ခဲ့ပါမယ်ဖေဟာကောင်းပါပြီတကားကြီးတတိယဆရာတော်ကိုဦးတင်ပြီးနောက်ရွာကိုပြန်လာခဲ့တော်ရီရွာရှိသူရဲ့နေအိမ်စီကိုရောက်တော့ဟဲ့ဖိုးချိုသွားရွာရရလူတွေကိုခေါ်ခဲ့အစည်းဝေးပွဲရှိရဲ့လို့အကုန်တယောက်မကြံမတက်မနေရလို့လိုက်ပြောလိုက်စမ်း ဟုတ်တကြီးကျုပ်လိုက်ပြောလိုက်မယ်။ဖိုးချိုပစိုးကိုပြင်ဝဲကတကြီးစီခိုင်းတယ်လို့ရွာထဲရှိအိမ်တိုင်းကိုလိုက်လံပြောကြတော့တယ်။အမဒီညညမလေးမမနဲ့လိုက်ခဲ့ရမှာလား။အနေနဲ့မျက်နာကတိတ်မကောင်းတာကိုမေပြိုတတိထားမိရဲ့ဒီကလေးဘာရင်းများတုံလုံးနေလဲဆိုပြီးမေပြိုတွေးလိုက်ရင်အနေလေးရဲ့ကောင်းကို သူ့လက်နဲ့ခပ်ပပပုတ်တက်ရင်ဘာလို့လဲညီမလေးရဲ့မမနဲ့လိုက်ချင်လို့လားဟုတ်ညီမလေးမမနဲ့လိုက်ခဲ့စင်တယ်အမတော့မလိုက်စီချင်ဘူးကွယ် ညီမလေးကိုဆရာတော်ကြောင့်မှပဲနေခဲ့စီခြင်းနဲ့မမကလည်းမမစကားကိုနားထောင်ပေးပါညီမလေးရဲ့ဒီနေ့ညကမမတို့အတွက်အရေးကြီးရဲ့လေမမညီမလေးကိုစိတ်ပူနေရရင်ကိုမကောင်းဆိုးဝါးရဲ့ဝိညာဉ်ကိုတေချာအဆုံးသက်ပေးလို့ရမှာမဟုတ်ဘူးမမအတွက်စိတ်ပြောင်းမယ်ရှိစေချင်ပါတယ်အနေနဲ့ဆရာတော်ကြောင့်ကနေပဲစောင့်နေမယ်နော်မမနေမလိုက်တာကွယ်မမရဲ့အနေနဲ့ရသူမတွေစိတ်အေးစေဖို့ပြောစကားနားထောင်ပြီးရဲ့ညီမဖြစ်သူအနေနဲ့ရဲ့ပါပြင်ကိုမေပြိုနှဲရှာလိုက်မိရဲ့ အပြန်အလှန်ပြီးအနေလေးကလည်းသူမခန္ဓာကိုယ်ကိုပွေဖက်လို့ထားတယ်။ကဲတတိလူဆောင်မိပြောဘာကိစ္စပြောမလို့တော့ဗျ။တော်နေဆိုကျုပ်တို့ကလည်းလဲဆင်းရအောင်ပါ။ဟုတ်တယ်တတိပြောကြရှိရပြောတော့ပြော။လူလဲဆောင်နေပြီမို့စကားတန်တွေထက်လာခဲ့ပြီ။တတိကလည်းမြေပေါ်ထိုင်နေကြတဲ့ရွာသူရွာသားတွေရဲ့ရှေ့ဆောင်မှာမတည့်ရက်ပြီ။မင်းတို့ဒီနေ့လဲတော့မဆင်းနဲ့ကွာ။တို့ရွာတွေလောက်ဆရာရှိရပြီရှိရဲ့။ဘာလို့ကြလဲဗျ။အော်ပြောမှာပေါ့ဟာ။ မင်းတို့ညအတန်တွေကိုဒီနေ့ညထက်ကြမှာမတောက်ကြောက်လားအတန်တွေဟုတ်တာပဲမင်းညအတန်တွေဒီညဆက်ကြရင်တော့တို့တို့ကဘာလို့ရမှာလဲတကြီးရွာသားတွေစီမှာအမေစကားကိုတကြီးကခါထောင်ရင်အေးလုံးစရာမပြောခင်ရွာရဲ့အကြောင်းကိုပြောအောင်မေမင်းတို့ငါတို့နေရဲ့ရွာကရှေးခေတ်ကအဖြစ်အပျက်တွေရှိခဲ့တယ်။ဘာဖြစ်ပျက်တုံးပြဟိုကောင်တင်ထုံငါပြောတာနားထောင်ပါလားမင်းအမေတို့ကငါအဖြစ်နေရမှာလား တင်တွန်းစွေရွာသားကိုတတိကမျက်တောက်နေခြင်းနဲ့စိုက်ကြည့်ရင်ဟောက်လိုက်လို့တင်တွန်းခမညာဆက်လေးပုကတိတ်သွားတယ်။ဒီကမှတစီကသူ့ပြောလွယ်စကားကိုဆက်ပြီးတော့ဒီလိုဟေးရှေ့ရဒီနေရာမှာ တိုင်းပြည်ကြီးတကူတည်ရှိခဲ့တယ်။တတိကရွာသူရွာသားတွေကိုရှင်းလင်းပြောကြတယ်။အလုံးစုံကိုရှင်းလင်းပြီးချိန်မှာတော့အဲ့ဒါတို့ရွာကလူပြီးဒင်းညဖုံဖုံနဲ့ကျောင်းမှာလူကုန်သွားနေရမယ်။မင်းတို့ပြင်ဆင်ကြရှိရာပြင်ဆင်ကြကွာ။ဒါဆိုမေပြိုက ကျုပ်တို့ကိုကောက်ခဲ့ဖို့ရောက်လာတာပေါ့လေဟုတ်လားဗျအေးဒါပေါ့ကွာဟာယုံကျင်စရာမှမရှိရတကြီးရတကြီးတို့လူကဒါရီယုံရတယ်တို့ဗျာတင့်ထွန်းကတကြီးကိုခနဲ့တယ်ဒီမှာဟိုက်ကောင်တင့်ထွန်းမင်းယုံနာမယုံနာငါရှင်းပြမနေဘူးဒီညရွာလူကွန်ဆရာတော်ကျောင်းမှနေရမယ်အခုကာလာသားတွေကကျောင်းမှနေကြသွားပြီးတော့ပြင်ဆင်ကြရမယ်ကျန်တဲ့လူတွေကအိမ်မှာတင်းကြတင်ပြီးညနေနေမဝင်ခင်ဖုန်ကြီးကျောင်းကိုအရောက်လာမယ်ကဲဒါပဲပြန်လို့ရပြီ ရွာသူရွာသားတွေကတကြီးရဲ့စကားကြောင့်အသေးသေးအိမ်ကိုပြန်ကုန်ကြအိမ်အဲ့ဒီပြန်တဲ့အချိန်မှာတင်ထွန်းနဲ့တင်ရဲစင်းနှစ်ယောက်လည်းပါဝင်နေဟာကောင်များကြီးမင်းဘယ်လိုထင်တော့ငါဘာထင်ရမှာတော့တင်ထွန်းရမင်းကလေအခုတကြီးပြောနေရတွေကတိတ်ပေမမရှိအောင်ရှိတော့တယ်နော်တင်ထွန်းမင်းကဘာရှိရလဲငမြိုင်။ဩမင်းကလေတကြီးပြောတာဖြစ်နိုင်တယ်လို့ပြောတာကွာငါတော့မယုံပါဘူးအဲ့တော့ဒီညငါတို့တုံးရအောင်ရွာထဲမှာနေခဲ့ပြီးအချင်းတွေကိုတိကြမယ်ဘယ်နဲ့လဲ။ ငါတို့နေတာရတယ်မအိမ်ကလူကြီးတွေတော့ဘုံကြီးကျောင်းပို့มาဖြစ်မယ်အေးပါဟာမြကြီးကလူကြီးတွေတော့ဘုံကြီးကျောင်းတော့ပို့ပေးတာပေါ့တို့တွေကတော့ညကြရင်ရွာထဲမှာတိတိစိတ်နေခဲ့ကြပေါ့တင်တွန်းလူတငယ်ချင်းတော့ရညရောက်ရင်ရွာထဲမှာနေခဲ့ဖို့စိတ်တွေကိုယ်တူဆုံးဖြတ်လိုက်ကြတယ်သူတို့ဆုံးဖြတ်ပြီးတော့တခြားလူတွေလိုဘုံကြီးကျောင်းမှာသူတို့ရဲ့မိဘတွေကို နေဖို့ရန်ပြင်ဆင်ပေးကြတယ်ရွာရှိရာတွေကိုယူတင်းစာရှိရာတွေကိုတင်းစရင်အချိန်ကုန်လာတယ်တစ်ဖက်မှာတော့ မေပြိုဟာသူမရှိရှိအဖြူရောင်စေးမုံလေးကိုလက်ဝါးတတာချီအိတ်ထဲကိုထည့်နေရယ်စေးမုံလေးချီအိတ်အတွင်ရောက်ရှိချိန်မှာတော့ကျိုးစားနဲ့တေးချချင်းအောင်လိုက်ပြန်နေအဲ့ဒီလိုစေးမုံလေးထဲထားရင်ချီအိတ်ကိုလည်းသူမရဲ့ရှိမှပြန်လဲချထားလိုက်ပြီးသူမတွေခေါင်းဆောင်ဖိုးဖိုးကိုယ်တိုင်ပေးလိုက်တဲ့ဆောင်းတာကိုတအိမ်အတွင်းမှာထုတ်ယူလိုက်တယ်တအိမ်ကိုခြေသားနဲ့ပြုတ်လုထားပြီးအဲ့ဒီအိမ်အတွင်းမှာထုတ်ယူလိုက်တဲ့ဓာတ်ရဲ့တအိမ်ဟာငွေရောင်ငကားကြီးငကောင်ဖက်တွေနေတဲ့အောင်ပုံတံတန်ထွင်ထူထားတယ် မေပြိုတအိမ်ကိုချက်လိုက်လိုက်ရဓာသားကလည်းတလက်လက်နဲ့လင်းလက်တောက်ပါလုံးနေရဲ့အဲ့ဒီလင်းလက်နေရဲ့ဓာဟာဘယင်မကြီးများရွှေစင်ကိုတိုင်သူမတွေစီမံလုံဆောင်ခဲ့တာကြောင့်တကောအာနီတင်လည်းပြည့်စုံမှာမလွဲပြီးမေပြိုဟာအဲ့ဒီဓာကိုစိုက်ကြည့်နေရင်ဓာသားကို သူမရဲ့ဘက်လက်ဝါးပေါ်တင်လိုက်ပြီးဓာနဲ့ပုတ်ဆွဲခြင်းခံလိုက်တဲ့လက်ဝါးလေးမှာ အနေရောင်သွေးဆက်တွေဟာမြေပေါ်ကိုတဆက်ပြီးတဆက်ကျလာခဲ့လက်ဖွားစီမှာနာကျင်မှုကိုမြေပြိုတယောက်ဘလုံးမမတော်လှုပ်ခဲ့ သူမရဲ့သွေးတွေပင်နေရဲ့အဲ့ဒီဓာတ်ကိုကြည့်ရင်မှာပဲဒီနေ့ညမှာမကောင်းဆိုးအကဝေကောင်ရဲ့ဝိညာဉ်ကိုရအောင်ဖြစ်စီပြစ်ပါမယ်ဒါကြောင့်အတင်ဓာတ်ဆောင်ဝိညာဉ်ကလည်းကျွန်တော်ကိုအကူအညီပေးပါသူမတောင်းဆိုပြီးနောက်ဓာတ်ကိုသူမနဲ့မလန်မကန်ရှိမြေပြင်ပေါ်ကိုလှမ်းပစ်ဆလိုက်တယ်ပြီးနောက်သူမစိတ်အာရုံအတွင်းမှာမြေပေါ်ဆက်ရည်ဓာတ်ကိုပြန်လဲခေါ်ဆောင်လိုက်ရဓာတ်ဟာချက်ချင်းဆိုတယ်လို့သူမရဲ့လက်တွင်ကိုပြန်လဲရောက်ရှိလာခဲ့တယ်အဲ့လိုပြင်ဆင်စရာတွေကိုမေပြိုပြင်ဆင်ပြီးနောက် ူမရင်ဆိုင်ရမယ့်ညကိုသာစောင့်မျှော်နေလေတော့တယ်။ပရိသတ်များရှင်အခုတင်ဆက်ပေးခဲ့တဲ့စာရေးသူ ကျိုးရင်တီကန့်ဘလူရှေးသားထားတယ်။ရန်ညိုးဖွဲ့ကဝေးဆိုတဲ့ဇလန်လေးကတော့တင်ပါတင်ပေးပါပြီ။နောက်နေ့မှလည်းဇလန်ရဲ့ဆက်သိမ်းပိုင်းကိုပရိသတ်များကစောင့်မျှော်ပြီးတော့နားဆင်ပေးပါအောင်နော်။အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။